ွားမှာပြည့်စုံတဲ့လူဖြစ်ဖို့ဆိုတာနာဝသီလလုံးလုံမှပြည့်စုံတယ်ဆိုတော့လူဘွားရောက်လာလို့ရှိရင် လူတိုင်းလူတိုင်းကမဖြစ်လေယောဂကင်းရင်လည်းအသက်ရှိတယ်သူ့ပေးတာကိုကြည့်နေတက်ရှိပါသေးချမ်းမပါသေးဒါလူချင်းတာပဲလေကိုလည်းလူချင်းတာသူလည်းလူချင်းတာချမ်းမာခြင်းနဲ့အသက်ရှိအဲချမ်းမာခြင်းနဲ့အသက်ရှင်ခြင်းနဲ့အသက်ရှိခြင်းနဲ့ဆိုလို့ရှိရင်ပဏ္ဏတိပတ္တလောက်အောင် ပါဏာတိပါတမလုံဘူးဆိုရင်တက်ရှိတယ်ကျမ်းမာတယ်မရဘူးဟောနောက်တစ်ခုကစီးပွားဥစ္စာတွေတိုးတက်ပါစေ ရထားတဲ့စီးစိမ်ဥစ္စာတွေမပြတ်စီးပါစေနဲ့လို့လူတိုင်းလိုချင်တယ်အရိဏဒါနလုံမှမလုံလို့ရှိရင်ရထားတဲ့ပစ္စည်းကပျက်စီးတယ်တကလူကြည့်လူခင်ပေါ်ပါစေလို့ဆုတောင်းကြကာမေတုမိစ္ဆာဆန္ဒလုံမမလုံရင်လူจิตလူခင်မပေါ်နော်လူမုံများ ဲ့ဒီမှာပြောနေရုပ်ရှင်နဲ့တောင်အဲ့ဒီဟာတယုတ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာရက်ထဲမှာတောင်မသွားရဲခဲနဲ့ထုခံမှာဆိုလို့သူကလည်းအမုန်းကကူးဆက်သွားတာနော်တကယ်ကတော့တယုတ်ဆောင်တာတယုတ်ဆောင်တာပြည်ပြင်းလုံးအကြည့်တဲ့အခါကျတော့လူမုန်းဖြစ်သွားဘာမှယူမှာလည်းရှိပါတယ်အဲ့ဒါမျိုးအဲ့တော့ကာမိတုမိဆာဆာရာအဖြစ်ကလည်းလူမုန်းများတယ်နောက်တစ်ခုမူတဝါဒမူတဝါဒမလုံလို့ရှိရင်အလကားနေရင်အဆွဆွဲခံနေရတယ် အလကားနေရင်ဆွဆွဲခံရတယ်အပြောဆိုတွေခံရတယ်မဟုတ်ဖဲနဲ့လည်းပြောကိုကမဟုတ်တာတွေပြောခဲ့တော့ကို့မှလည်းမဟုတ်တာတွေဖြစ်တာပေါ့ဒီအတိတ်ပဲမျိုးဟောနောက်တစ်ခါသူရမေရေကမလုံတဲ့အခါကျတော့အိုင်ဂျူနေနေကြောင်တောင်တောင်နေဖြစ်တယ်နော်သူကကြက်မပြေဘူးလို့ပါတော့ပြောကြတာပေါ့မွေးလာတဲ့အသိဉာဏ်ထုံထိုင်းတယ်ယူယူနန်းနန်းဖြစ်တယ်ကဲတော့လူဘဝမှာ တခုလောက်မလုံလိုက်ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ပြည့်စုံမှာလူဆိုတာအသက်ရှင်ရမယ်ကျန်းမာရမယ်ပစ္စည်းဥစ္စာပေါ်များပြီးတော့ပစ္စည်းဥစ္စာခိုင်မာရမယ်လူကြည့်လူကင်ပေါ်ရမယ်အဆွဆွဲမခံရဘူးအိုက်ကျူမြင့်ရမယ် brain ကောင်းရမယ်နော် bright ဖြစ်ရမယ်ဒီလိုဆိုလိုတာပေါ့ကဲ၅ပါးသီလလုံးလုံတဲ့ပုဂ္ဂိုလ်ကြီးကျတော့အဲ့ဒီအတိုင်းဖြစ်တယ်ပေါ့ဒါကြောင့်မို့အသက်ရှင်တဲ့လူတွေတွေ့ရင်အော်သီလကောင်းလိုက်တာနဲ့ပြောကြတယ်မဟုတ်လား ေးအသက်လည်းရှိတယ်ပစ္စည်းဥစ္စာလည်းပေါ်တယ်လူချင်းလူခင်လည်းပေါ်တယ်အဆွတ်ဆွဲလည်းမခံရဘူးအလုံးရဲ့ကြည်ညိုမှုကိုခံရတယ်အသိဉာဏ်ကလည်းထက်မြက်တယ်အလုံးလေးစားလောက်တဲ့အသိဉာဏ်လည်းရှိတယ်ဆိုတော့ဒါငါးပါးသီလလုံခြင်းရဲ့အကျိုးပဲပေါ့တစ်ခုလောက်ရှော့ကြည့်လိုက်ပါလားဒီအကျိုးတွေကွန်ပျူတာမရနိုင်